episode 11စောင်းမာတို့မျိုးတွေမှာနေတကူပွဲတော့ကျင်းပနေကြပြီးအကိမ်မရဲ့တိုင်းပြည်နယ်ခဏတာငင်းကြင်းယူထားကြပြီးလူစီကတော့စစ်ဖြစ်နေတာတော့ပွဲတော့လုံနိုင်သေးတာကြောင့်စိတ်တို့နေခဲ့ကစိုက်တိုကလည်းဒီလိုပွဲတော့မျိုးတွေကိုကြိုက်နေတာကြောင့်တယောက်တည်းချန်တာခဲလိုက်ပါတယ်အဲဒီနောက်မှာတော့ဘီယင်မကလူစီကိုခေါ်လိုက်ပြီးစိုက်တိုကိုပြောဆက်ရှိတာကြောင့်ခေါ်ခိုင်းလိုက်ပြီးမယ်လူစီကစိုက်တိုကိုပွဲတော့မှာပြောစီချင်သေးတာကြောင့်စိုက်တိုကိုမရှင်တကူခိုင်းထားတာကြောင့်မအားဘူးလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့စစ်ဘိုလ်ချုပ်လည်းလူစီကိုရန်တူရဲခန့်တပ်ကိုတွားပြီးအနှဲငယ်ချင်းချောင်းမှုလုခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူစီလည်းအရင်တစ်ခေါက်ကမလုံနိုင်ခဲ့ပေမဲ့ဒီတစ်ခေါက် ော့အစင်ပြောင်လုံးမဲ့လူဂရီပေးလိုက်ပြီးလင်းပြင်းနေတဲ့ site တို့ကိုမျက်ကွယ်ပြုလိုက်ကဂျူလီယက်ကိုမြင်လာကြောင်းမင်းရှင်ကိုတူနေအတူတူလှုပ်ပေးဖို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဂျူလီယက်လည်းလူစီကိုခေါ်ကပြန်မှုလောက်တာကြောင်းအဲ့တော့ကိုမြင်တဲ့ site တို့လည်းဘာလို့နေတာလဲလို့မေးချင်လူစီလည်းဘယင်မရဲ့လျှို့ဝှက်မရှင်ကိုလုံးဝဖြစ်ကြောင်းပြန်ပြောတော့ site တို့ကတူးလိရင်နဲ့တော်လို့ရကြောင်းပြောပေးမယ်လက်မခံမဲ့တွားလိုက်ပါတယ်အဲ့လိုနဲ့ site တို့လည်းတဝင်းတူနေခဲ့ကမျိုးရဲလျှောက်သွားချင်းမင်းနဲ့တွေးနေပြီးမိကဝေလာတဲ့ပစ္စည်းတွေပါချလိုက်က site တို့ကိုပြေဖက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မိကဦးလေးနဲ့အလုပ်ကိစ္စရှိလို့ခဏလာတာဖြစ်ကြောင်းပြောနေတော့ဦးလေးဖြစ်သူအချောက်ကြီးကရောက်လာ ကအပြင်းဝင်ကြုံလိုက်ပါတယ်အဲ့လိုနဲ့အကြောက်လဲမိပြပြောနေတဲ့အရန်ရန်ကိုချေရတဲ့အတူဘာရီပဲဖြစ်ဖြစ်အရလူချင်းတဲ့တူကစိုက်တူဖြစ်နေမှတီတော်ခဲ့ကအချောက်လဲစိုက်တူကိုလီနန်နှစ်ဖက်နင်းနေတာလားဆိုကစေပလောက်လေတော့အောင်တီးနေခဲ့ပြီးတစ်ဖက်မှာတော့အကိမမကသူတို့စစ်ရှုံးနေပြီမဲ့ရလက်ကိုပြောင်းနိုင်အောင်တခုလုံးဖို့စဉ်းစားနေခဲ့ချိန်ဂျူလီယက်ကလူစီကိုအခုလိုတူနေလိုက်လာတာကစိုက်တူကိုအန်ဒီရီကြားတယ်ဆွေမတွင်းချင်တာမလားလို့ပြောကစိုက်တူကိုတော်တော်ကြီးစိုက်တာပဲလို့ပြောနေတော့တစ်ဖက်ကနဂါတုံးကောင်ကရောက်လာပြီးမိဝိုင်မုတ်ပြီမဲ့ဂျူလီယက်ကကြုံညင်းစာရှောင်းလိုက်ပြီးတုံးကောင်လုံးကိုတခါနဲ့မိမုတ်ပေးလိုက်ပါတယ်အဲ့ဒီနောက် ောင်းမှာတော့သူတို့ချိန်ချောက်တာအောင်မြင်ပြီဖြစ်တာကြောင့်ပြန်လာခဲ့ကတဖက်မှာတော့စိုက်တို့ကအချောင်းမတို့မိသားစုနဲ့အတူတူထမင်းစားနေပြီးရင်နာတို့ကိုပဲကြည်ကတာယာနေချိန်အချောင်းမလည်းသူတို့မိသားစုကလူတိုင်းရဲ့ပါရမီကရင်နာကြီးလက်ဖြစ်ကြောင်းပြောကသူရင်သားကိုလှုပ်ရှားပြလိုက်ချိန်စိုက်တို့လည်းအဲ့ဒါတွေကရင်နာမဟုတ်ပဲကြွတာရိတာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဖင်ကောင်စားတဲ့ကောင်ရောက်လာခဲ့ပြီးစစ်ပွဲမှတူကလှုပ်ဆောင်မှုကောင်းလာကြောင်းစစ်ဘိုလ်ချုပ်ကိုယ်တိုင်ပေးတဲ့တစိ့ကိုကြွားနေခဲ့ကအထက်တန်းလောက်ကလူအုပ်အတွက်ဘုံယူရသောဖြစ်ကြောင်းပြောနေခဲ့ပါတယ်တဖက်မှာတော့လူစီလည်းအိမ်ကိုပြန်ရောက်သွားခဲ့ပေမဲ့စိုက်တို့ကိုမတွေ့တာကြောင်းတဖက်တာကိုက န်လိုက်ကစိုက်တိုဘေဒေါရလေးလို့မေးလိုက်ချင်းတွေ့ဖက်တာလေသူမတီးချောင်းပြောပြီးစိုက်တိုအခုလို့ပြောင်းနေတာကလူစီချောင်းဝင်းမလားလို့မေးလိုက်ချင်းလူစီကလည်းအခုလို့လျှောက်သွားရင်လေသူ့ကိုပြောတင်တာမလားလို့ပြောကသူခိုင်းရတဲ့အတိုင်လူတင်ညောင်ပြောနေတာကြောင့်တွေ့ဖက်တာလေစိုက်တိုကအင်ပြန်လို့ရတာကိုတောင်လက်လျှော့ပြီးသူမကြိုက်တဲ့စစ်ပွဲကိုတိုက်ခိုက်ခဲ့တာဘဒူအတွက်လေလို့မေးလိုက်ကအမြဲတမ်းကြပုံးနေပဲရိုက်နေတာကဘဒူလဲလို့မေးလိုက်ပါတယ်အဲ့လိုနဲ့လူစီလေသူ့ရဲ့စင်ကုန်းကောင်ဖြစ်တဲ့စိုက်တိုကိုဘာပြောရမှန်းမသိဖြစ်နေပြီးသူ့ရဲ့ခံစားချက်တွေကိုနားလဲနိုင်အောင်ဘလို့လုံးဝမလဲလို့မေးလိုက်ချင်းတွေ့ဖက်တာကလေစိုက်တိုကအခြေရေးမှာကြွန့်ညံ့မှုမရတာကြောင့်စိတ်ထဲမှာ အမေမထားပဲချစ်တဲ့လူတိုက်ရိုက်ပြောကလက်ထပ်ဘူးအကြံပေးလိုက်တာကြောင့်ချက်တော်ခဲ့ပြီးမျက်နှာတွေနီရဲလာကပောက်ကွယ်မှုတွေဖြစ်သွားပါတော့တယ်အဒီနောက်မှာတော့လူစီကသူ့လိုထထွန်းတော်ကလူကလက်ထပ်ဘူးကိုပြိုးစောက်လာလို့ပြောချိန်တွဲဖက်တာလေစိုက်တိုရုကဘာမှာအဲ့လိုခေါ်ချမှုတွေမရှိတာကြောင့်လူစီကိုစိုက်တိုရဲ့နေရာကနေနားလဲနိုင်အောင်နေရာပြောင်းကြည့်ဖို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့စိုက်တိုကိုရှာဖို့အကုန်ရောက်လာချိန်လူစီကတော့အခန်းထဲမှာတွဲဖက်တာကြံပြီးတဲ့အတိုင်းကြောင်ပုံစံဝှစ်စုံဝှထားပြီးစိုက်တိုပြန်လာတာကိုမျိုးလုံးစုံမိတ်ကကြိုလိုက်ပြီမယ်မျိုးလုံးဖွင့်လိုက်ချိန်မှာတော့အကုန်လုံးရောက်နေတာကြောင့်ချက်တော်ခဲ့ကပြန်ရခက်နေခဲ့ပြီးအဒီနောက်မှာတော့မေ ိကတူလည်းမရှုံးသေးရဘူးဆိုကထွက်သွားလိုက်ပြီးစိုက်တိုကတော့လူစီကိုတူမရှိတော့ဘာတွေလုံးနေတာလဲလို့မေးကဘဒူးအတွက်ဒါတွေကိုလုံးနေတာလဲလို့မေးချိန်လူစီလည်းရှက်ရှက်နဲ့ဂျူလီယက်အတွက်လို့ပြောလိုက်ကတွေ့ဖက်သားကိုလည်းဒေါ်ရာထွက်နေပြီးစိုက်တိုအတွက်တော့မဖြစ်နိုင်ကြောင်းနဲ့ဂျူလီယက်ကရုပ်လဲချောကငကားကိုလည်းကြွန့်ကျင်လာကြောင်းစိုက်တိုနဲ့ဆိုမူနဲ့မြင့်กว่าကြောင်းပြောလိုက်တော့စိုက်တိုလည်းအဲ့လိုဆိုဂျူလီယက်နဲ့ပဲအချင်းကိုလိုက်ဖို့ပြောနေတော့ဂျူလီယက်ကရောက်လာခဲ့တာကြောင့်လူစီလည်းထွက်သွားဖို့လုပ်ချိန်ဂျူလီယက်ကဆွဲထွက်လိုက်ပြီးမိကယုံဝင်းစုံလီနဲ့ရောက်လာခဲ့ကတူရောလူစီတက်တာရင်မလားလို့မေးလိုက်ပြီးစိုက်တိုကလည်းနှာခေါင်းထားနေတာကြောင့်လူစီလည်းမိနဲ့ ှစ်ပတ်လုံးနေကြချင်းရှင်သားကိုမလုံးတလုံးပထားတဲ့ဟာကိုဆွေးမိတော့တာကြောင့်အလုံးရဲ့ရှေ့မှာဒီတိုင်းကြီးဖြစ်သွားကအချောက်ကပါတူးမမရှိတဲ့မျိုးလုံးတွေနဲ့ကြီးနေပြီးအလုံးနဲ့စိုက်တိုလည်းနှာခေါင်းတွေးလေးပါရှန်လာပြီးတစ်ဖက်မှာတော့အကိမမကချောင်းတစ်ခုစီကိုတွားလိုက်ပြီးစိုက်တိုရဲ့တိုင်းမီကိုစီစဉ်နေတဲ့ရေမှန်တီးတာကြောင့်လက်စွပ်မလာတဲ့စစ်တူကြီးကိုအစီအစဉ်တိုင်းလှုပ်ဖို့မှပြီးထွက်သွားလိုက်ပါတယ်တစ်ဖက်မှာတော့ဖင်ကောင်စားတဲ့ကောင်ကတူးစစ်ပွဲမှာနတ်တမီတစ်ပါးနဲ့တွေ့ခဲ့ကဒညာပြင်းထန်ရခဲ့ပေမဲ့နတ်တမီကအကုန်လုံးကိုကုတပေးခဲ့ကြောင်းပြောပြနေပေမဲ့အားလုံးကအိမ်မက်နေတာပဲလို့ပြောပြီးမိကအဲ့ဒါတွေထက်မတီးတာပဲကံကောင်းန နဲ့လို့ပြောချင်ဖင်ကုန်စတာတဲ့ကောင်ကလည်းသူ့လိုအထက်တန်းလောက်တယောက်ကတင်မောင်ကိုမကြောက်ပဲဂုံတိခအတွက်ဆိုဘယ်အချိန်ဖြစ်ဖြစ်တည်ရဲတဲ့လို့ပြောလိုက်တာကြောင့်စိုက်တိုးကထလာခဲ့ပြီးတင်ရင်အဲ့အရာတွေကပျော်ဆုံးတော့မှဖြစ်ကြောင်းပြောနေတော့လူစီကလည်းအထက်တန်းလောက်တွေကဂုံတိခနဲ့ပဲအတက်ရှင်နေကြတာဖြစ်ကြောင်းပြောကစိုက်တိုးအဖင်ကုန်စတာတဲ့ကောင်ကိုတောင်းပန်ခံလိုက်ကတူးတွတ်တော့ဘီယံမောက်ကိုကူညီပေးနိုင်တာကဂုံတစ်ခုပဲလို့ပြောပြီးအတက်ပါဆုံရဲကြောင်းပြောချင်စိုက်တိုးလည်းစိတ်တူပြီးထွက်သွားလိုက်ပါတယ်အဲ့ဒီနောက်မှတော့စိုက်တိုးလည်းတူးရဲ့တကယ်ပြန်ဘက်ကဘီယံမောက်ဆိုတာကိုပြောနေချင်အနောက်ကနေမိကရောက်လာခဲ့ကစိုက်တိုးကိုတူးကအရှုပ်တွေလုံးမိသွားတာလားလို့မေးလိုက်ပြီး ်ရုတ်တရက်အေးလာခဲ့ပါတယ်တဖက်မှာတော့အဆောင်တက်တာတွေကရေဒီယိုနယ်ကရေကိုတောက်နေချိန်အကိမ်းမရေထင်းချုပ်တောက်ကိုခံလိုက်ရကခေါင်းထဲမှာလည်းဘီယင်မကိုတက်ဖို့ပဲရှိနေပါတော့တယ်တဖက်မှာတော့စိုက်တိုကမိတ်ကိုအခန်းထဲခေါ်တော့လိုက်ပြီးမိတ်ကအီနီတာမဟုတ်ပဲစိုက်တိုရဲ့အနွေရွက်ကိုလူချင်းသားဖြစ်ကြောင်းပြောလိုက်ပြီးချစ်တဲ့လူပြောကကောင်းနေလိုက်ပါတယ်အဒီနောက်မှာတော့တနမမကသူတို့ရဲ့တသားတို့ရဲ့ချင်းချင်းပြတ်တိုက်ခိုင်းနေကြောင်းပြောနေတော့မီလုံးကြီးကရောက်လာတာကြောင့်ဘီယင်မကိုပဲကယ်နိုင်လိုက်ကစစ်ဖို့ချုပ်ကတော့ပြတ်ကြတော့ပါတော့တယ်အဲ့လိုနဲ့စိုက်တိုလည်းအပြင်မှာတခုခုထူချားနေတာကိုတီးပြီးတွားဖို့လုံးချိန်မိတ်ကအိတ်စေးရိပ်ပေးလိုက်ကစိုက်တိုကိုလူ ူစီတခုခုအန်ရရှိတာလုပ်ရင်ထုံထုံလိုက်ဖို့ပြောလိုက်ပြီးလူစီကတော့တိုက်ပွဲကြောင်ထဲမှာစိုက်တူကိုအောက်ခေါ်နေရင်အပစုံ11လေးကတော့ပြီးဆုံးတော့ခဲ့ပါလေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်